အားလုံးပဲမင်္ဂလာပါဩစတြေးလျမှာကျောင်းတက်တဲ့နိုင်ငံတကာကျောင်းသားအများစုက နေခင်းဘက်မှာဆိုကျောင်းတက်ပြီးတော့မှညပိုင်းမှာအချိန်ပိုင်းအလုပ်လုပ်ကြတယ်တချို့ဆိုလို့ရှိရင်ညပိုင်းမှာကျောင်းတက်တဲ့နေပိုင်းမှာအချိန်ပိုင်းလုပ်တယ်တချို့ကျောင်းသားတွေဆိုလို့ရှိရင်ကိုယူရမဲ့ဘာသာရပ်တွေကို2ရက်3ရက်နဲ့အာအပြီးကျောင်းတက်ပြီးတော့မှခြံနေရက်တွေမှာ အချိန်ပိုင်းလုပ်လုပ်တယ်ဒါပေမဲ့ဒီထက်ပိုပြီးတော့မှ စမတ်ကြတဲ့နီးလန့်ရှိတယ်ဆိုရင်ရောပတ်စံပိုရဖို့ နောက်ပြီးအစ်စ်အမှန်ကြမ်းကျင်မှုတွေကိုပိုင်ဆိုင်ဖို့နောက်ပြီးကြောင်းပြီးသွားတဲ့အချိန်မှာကိုရနိုင်တဲ့ဒီအခွင့်အရေးတွေကိုဖန်တီးနိုင်တဲ့နည်းလမ်းတစ်ခုရှိပါတယ်ဒီနေ့မှာတော့တင့်ရဲ့အတွေးအခေါ်ကို အလုတ်သမားအတွေးခေါ်ကနေစီးပွားရေးအတွေးခေါ်ကိုဘယ်လိုပြောင်းမလဲဩစတြေးလျမှာကြောင်းတက်ရဲ့နဲ့ဘလူတရားဝင်စမ်းသစ်တဲ့နိလန့်တွေနဲ့ဝင်ငွေဘလူရှောင်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ် နောက်ပြီးចောင်းသားအများစုသတိမထားမိတဲ့ဝင်ငွေကိုကိစ္စတွေကိုလည်းပြောပြပေးတော့မှာဖြစ်ပါတယ်။ចောင်းသားတွေကဒီဩစတြေးလျကို ရောက်တာနဲ့ဒီ PR တွေကများကြတာပဲ။အဲ့ဒါပါလဲဆိုတော့ငါအချိန်ပိုင်းအလုပ်တစ်ခု စလုပ်ရတော့မယ်။ပတ်စံစုရတော့မယ်ဆိုတဲ့ PR တွေနဲ့ចောင်းတက်နေကြရပါတယ်။အချိန်ပိုင်းလုပ်အများစုက Australian dollar 28ဒေါ်လာနဲ့35ဒေါ်လာထိရနိုင်ပါတယ်။ဒီចောင်းဖွင့်ချိန်မှာ တပတ်ကိုအလုံးလုံးချိန်က24နာရီကန့်သက်ချက်ရှိပြောမှာဒီအခွန်မထုတ်ခင်မှာကိုယ့်ရဝင်ငွေကဒေါ်လာ900နဲ့900လောက်ထိတော့ရရှိနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ပိုင်းလုပ်တွေဟာကိုနဲ့အတူကြီးထွားလာမှာမဟုတ်ပါဘူးသူတို့ကရေရှိအသုံးဝင်မဲ့ကျွမ်းကျင်မှုတွေကိုမတိဆောက်ပေးနိုင်ပါဘူးပြီးတော့ကိုယ့်ရဲ့အချိန်လုံးလက်ခွင့်ကိုလည်းမပေးနိုင်ပါဘူးအဲ့ဒါကြောင့်မလို့ဒီစီးပွားရေးသမားရဲ့ အတွေးခေါ်တွေကအေးပါတာဖြစ်ပါတယ်နိုင်ငံတကာចောင်းသားတယောက်နေတဲ့ဒီစီးပွားရေးလုပ်ငန်းရှင် ဖြစ်တယ်ဆိုတာဒီကုမ္ပဏီကြီးတစ်ခုကိုတည်ထောင်မှုမဟုတ်ပါဘူးကို့မှာရှိပြီးသားကျွမ်းကျင်မှုတွေကိုသုံးပြီးတော့ပူပြီးလွတ်လပ်စွာပူပြီးစမ်းသစ်စွာပတ်စံရှာနိုင်တယ်ဆိုတဲ့သဘောပါပဲစီးပွားရေးသမားတယောက်နေနဲ့ကို့ကိုဒီအချိန်ပေါ်မှာလွတ်လပ်ခွင့်ဝင်ငွေပေါ်မှာကို့ကိုကိုထိန်းချုပ်နိုင်ခွင့် ကျောင်းပြီးသွားရင်လည်းအသုံးချလို့ရမယ်အတွေ့အကြုံစစ်စစ်ပြီးတော့အချိန်မိုင်းအလုပ်တွေထပ်ပိုနိုင်တဲ့အခွင့်အရေးတွေကို ရရှိမှာဖြစ်ပါတယ်ကိုကဗီဒီယိုတီးဖြတ်တတ်တယ်ပိုစတာတွေကိုဒီဇိုင်းဆွဲတတ်တယ်ဒီလိုဂိုတွေကိုဖန်တီးတတ်တယ်နောက်ပြီးဆိုရှယ်မီဒီယာမျက်နှာတွေပေါ်မှာ content တွေကိုဖန်တီးတတ်တယ်ဆိုလို့ရှိရင်ကိုကချက်ချင်းဝင်ငွေရရှိနိုင်ပါတယ်စီးပွားရေးလုပ်ငန်းငယ်တွေက ဗီဒီယိုတစ်ခုတီးဖြတ်ဖို့ကိုဒေါ်လာ40ရာနေ120တီးလိုဂိုတစ်ခုအာဖန်တီးဖို့အတွက်ကိုဒေါ်လာ60ရာနေ20တီးပေးနိုင်ပါတယ်ကိုကတလကို customer 3ယောက်ကနေ5ယောက်ထိရှိမယ်ဆိုလို့ရှိရင်ကိုရဲ့ဝင်ငွေကဒေါ်လာ900အနေ2000တီးရနိုင်ပါတယ်တစ်ခါတလေဆိုလို့ရှိရင်ဒီထက်ပိုရနိုင်ပါတယ်ကိုကစာသင်ကြားရတာကိုဝါသနာပါတယ်ဆိုလို့ရှိရင် tutoring အလုပ်တွေကိုလည်းလုပ်နိုင်ပါတယ် ခေရွေးများအင်္ဂလိပ်စာသင်တာလိုမျိုးကိုယ့်ရဲ့ mother tongue ဖြစ်တဲ့မြန်မာစာသင်တာလိုမျိုးနောက်ပြီးသင်ချဒါမှမဟုတ်ကိုတက္ကသိုလ်မှာတက်နေတဲ့ဘာသာရပ်တစ်ခုခုကို tutoring လုပ်လို့ရှိရင် tutor တစ်ယောက်အနေနဲ့တစ်နာရီကို25ဒေါ်လာနဲ့အာဒေါ်လာ80ထိကိုရရှိနိုင်ပါတယ်။တပတ်ကို9နာရီလောက်ပဲအချိန်ပေးရင်တော့မှတပတ်ကိုဒေါ်လာ125ဒေါ်လာနဲ့350ထိကိုရရှိနိုင်ပါတယ်။ Okay ထမဆုံးအဆင့်ကတော့ကိုဘာလုပ်နိုင်လဲဆိုတာကိုစဉ်းစားဖို့ပါပဲကို့မှာရှိပြီးသား skills တွေ passion တွေကို အခြေခံမှာနံပါတ်1 skill based business တပုတ်ရိုက်တက်လား graphic design တွေလုပ်တက်လား video editing ကိုကြိုက်လားဒါမှမဟုတ်ကို့ရဲ့ mother tongue ဖြစ်တဲ့မြန်မာစာသင်ပေးတာမျိုးကို လုပ်နိုင်လား service based business တွေဖြစ်တဲ့ကို့ရဲ့တငယ်ချင်းတွေကိုအာအင်ကူပြောင်းပေးတာလိုမျိုး နောက်ပြီး pet sitting လုပ်တာလိုမျိုးဒီအိမ်မွေးတလေးဆန်တွေကိုကြည့်ရှုပေးတာလိုမျိုး baby sitting လုပ်တာလိုမျိုးအဲ့ဒါတွေကလူတော်တော်များများအာဒီ part time လုပ်တွေကိုငှားတဲ့အလုပ်တွေဖြစ်ပါတယ်နောက်ချက်တစ်ခုက product based business ကိုကချက်ပြုတ်တဲ့ဟာကိုဝါသနာပါတယ်ဆိုလို့ရှိရင်ကိုတိုင်းစားကောင်းတဲ့အာဒီ bummy snacks box တွေလိုမျိုးရောင်းတာလိုမျိုးနောက်ပြီး handmade product တွေလောက်တာလိုမျိုး ောက်ပြီးဒီ drop shipping လိုမျိုးလောက်တာလိုမျိုးတွေကို လုပ်နိုင်ပါတယ်ဒီတဲကကိုနဲ့အသင့်တော်ဆုံးဖြစ်မယ်ဟာကိုရွေးချယ်ပါ digital ထုတ်ကုန်တွေဒါမှမဟုတ် online သင်တန်းတွေကိုရောင်းချခြင်းကိုရဲ့အသိပညာတွေကိုအသုံးချပြီးတော့လဲဝင်ငွေရှာနိုင်ပါတယ်ဥပမာ ebook ထုတ်တာလိုမျိုး template တွေ checklist တွေနောက်ပြီး online သင်တန်းတွေပေးတာလိုမျိုးတွေကိုလုပ်နိုင်ပါတယ် digital လမ်းညွှန်စာအုပ်ဒီ ebook လိုမျိုးဆိုလို့ရှိရင် ဒေါ်လာ5ဒေါ်လာကနေ15ဒေါ်လာအထိ one on one သင်တန်းတွေဆိုလို့ရှိရင်ဒေါ်လာ30ရာနေ80အထိကောက်ခံလို့ရနိုင်ပါတယ်။နောက်ပြီးစာအုပ်တအုပ်ကိုဒေါ်လာ5ချက်နဲ့ပဲရအောင်အုပ်ရင်200ရောင်းရမယ်ဆိုလို့ရှိရင်ဒေါ်လာ1000အားလုံးကအလိုလိုရတဲ့ပတ်စံတွေ passive income တွေပါ။ကိုက YouTube တို့ TikTok တွေမှာ content creation တွေလုပ်မယ်ဆိုလို့ရှိရင်အစာပိုင်းမှာကိုရမဲ့ဝင်ငွေကနှေးကွေးပေမဲ့ ရေရှင်ပါဆိုလို့ရှိရင်အရင်ဆုံးအားထပ်ပါတယ်ကိုယ့်ရဲ့ channel ကြီးထွားလာတာနဲ့အမျှ YouTube ads တွေကြော်ညာတဲ့လူတွေ affiliate link တွေကနေဝင်ငွေရရှိနိုင်ပါတယ် channel တိတိလေးတစ်ခုကတစ်လောက်ကို200နဲ့1500အထိရရှိနိုင်ပါတယ်ကိုယ့်ရဲ့ပရိသတ်ပေါ်မှာမူတည်ပြီးတော့နောက်ထပ်တစ်ခုက Australia မှာရှိတဲ့ဒီ small business တွေကိုဝန်ဆောင်မှုပေးတာတန်ရှင်းရေးလောက်တာလိုမျိုးကားရေးဆေးကြောတာလိုမျိုး အစီလိုမျိုးမှာကိုယ့်ရဲ့ art work တွေကိုယ့်ရဲ့ project တွေကိုရောင်းတာလိုမျိုးအဲ့ဒီကနေမှတဆင့်လဲဝင်ဝင်ရရှိနိုင်ပါတယ်။ Australia မှာနိုင်ငံတကာចောင်းသားတွေကို ABN လို့ခေါ်တဲ့ Australian Business Number လို့ခေါ်တဲ့ Australia စီးပွားရေးနံပါတ်မှတ်ပုံတင်ခွင့်ပြုပေးထားပါတယ်။ So trader တကူရေးစီးပွားရေးလုပ်ငန်းရှင် အနေနဲ့လောက်ကင်ွယ်ပေးထားပါတယ်။ ABN ရှိလို့ရှိရင် ကိုယ့်ရဲ့ customer တွေကိုဓာတ်ရိုက်ကြတဲ့ငွေကိုတောင်းထားနိုင်ပါတယ်။ဥပမာဒီကိုကဓာတ်ပုံရိုက်ပေးတဲ့အခါမှာဓာတ်ပုံ session ဒီ photography session တစ်ခုကိုဆိုလို့ရှိရင်ဒေါ်လာ100နဲ့300ထိတန်ရှင်းရေးဝန်ဆောင်မှုပေးတယ်ဆိုလို့ရှိရင်တစ်ပတ်ကို150နဲ့ဒေါ်လာ900ထိကိုယ့်ရဲ့ handmade artworks တွေကိုရောင်းမယ်ဆိုလို့ရှိရင်ဒေါ်လာ200နဲ့1000ထိကိုယ့်ရဲ့အလုပ်ရေးချယ်မှု အရေးအတွက်နဲ့မဆိုင်မဲနဲ့ကိုယ့်ရဲ့ဝင်ငွေကကိုယ့်ရဲ့အားထုတ်မှုပေါ်မှာမူတည်ပြီးတော့ကြီးထွားလာမှာဖြစ်ပါတယ်။ Australia ရဲ့ local SME business တွေမှာဆိုရင်ဒီလိုအပ်တဲ့အကူအညီတွေကဘာဖြစ်မလဲဆိုရင် social media ကိုကူညီပေးတာလိုမျိုး Google business setup လုပ်ပေးတာလို website ဖန်တီးပေးတာလိုမျိုး menu တွေကို update လုပ်ပေးတာမျိုးကုန်ပစ္စည်းတွေကိုဓာတ်ပုံရိုက်ပေးတာလိုမျိုးသူတို့ရဲ့ social media ကို စီမံခန့်ခွဲပေးဖို့တလောက်ကိုဒေါ်လာ300,600 website ကိုတိစောက်ပေးတယ်ဆိုလို့ရှိရင်ဒေါ်လာ300ကနေ800အထိတောက်ခံလို့ရပါတယ် customer 2ရောက်ပဲရတယ်ထားပါတော့အဲ့ဒါဆိုရင်တလောက်ကိုဒေါ်လာ800ကနေ1600အထိရရှိနိုင်ပါတယ်အခုကျွန်မပြောပေးမှာကဩစတြေးလျမှာចောင်းသားတွေမဖြစ်မနေသိရမယ့်ဝင်ငွေခွန်ဖြစ်ပါတယ်အခုចောင်းသားအများစုကထဲမတွက်မိတဲ့အရာအရေးကြီးတဲ့အရာတစ်ခုចောင်းကိုပြောပြပေးမှာဖြစ်ပါတယ် အဲ့ဒါကဝင်ငွေကုန်ဖြစ်ပါတယ်။ Australia မှာနိုင်ငံတကာကျောင်းသားတွေက6လထပ်ပိုနေလို့ရှိရင်အခွန်ခံမျိုးသူမျိုးသားတွေဖြစ်လာပါတယ်။ဆိုလိုတာက Australia နိုင်ငံသားတွေနဲ့တူညီတဲ့အခွန်နှုန်းထားတွေကို ပေးရမှာဖြစ်ပါတယ်။ဒီ casual အချိန်ပိုင်းအလုပ်တွေအတွက်ဆိုလို့ရှိရင်အခွန်ကိုကိုယ့်ရဲ့လစာကနေအလိုအလျောက်နှုတ်နှုတ်ယူပါတယ်။ကျောင်းသားတယောက်အနေနဲ့ဝင်ငွေကိုဘယ်လိုပေးရမလဲဆိုရင် ပထမဆုံးတစ်နှစ်မှာဒေါ်လာ16,200အထည်ကိုဝင်ငွေကင်းလွတ်ခွင့်ရှိပါတယ်။ဒါပေမဲ့ဒီပမာဏထက်ကျော်တဲ့ဝင်ငွေကိုတော့အခွန်ဆောင်ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့ကိုကတပတ်ကို900ကနေ900ရရတယ်ဆိုရင်ဒီအခွန်ကျသွားတဲ့အခါမှာဒေါ်လာ600ကနေ950လောက်ပဲလက်ငင်းရရှိနိုင်ပါတယ်။ဒါပေမဲ့ကိုက ABN အောက်မှာ freelancer တယောက်ဒါမှမဟုတ် ်စီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့အလုပ်လုပ်မယ်ဆိုရင် customer တွေကသင်ကိုပမာဏအပြည့်ပေးပါတယ်အခွန်မနှုတ်ထားပါဘူးဒီအခွန်ပေးရတဲ့အခါကျမှသာကိုကိုတိုင်းအခွန်ပေးဆောင်ရမှာဖြစ်ပါတယ်ဒါပေမဲ့အကောင်ဆုံးအပိုင်းကတော့ကိုကဥပဒေနဲ့အညီကုန်ကြစရိတ်အများအပြားကိုနှုတ်ယူလို့ရနိုင်တဲ့အပိုင်းပဲဖြစ်ပါတယ်အဲ့ဒါတွေကတော့ကိုက laptop ဝယ်တာတွေကင်မရာဝယ်တာတွေဒီ software subscription တွေလောက်တာ phone bill စီးပွားရေးအတွာအတေခရီးသွားတဲ့စရိတ်တွေ internet bill အိမ်တွင်းရုံးကဒီ home office အတွာကုန်ကြစရိတ်တွေကိုယ့်ရဲ့အလုံးနဲ့ဆက်ဆက်တဲ့သင်တန်းနဲ့ဒီ leasing ကကုန်ကြစရိတ်တွေကိုနှုတ်လို့ရတဲ့အတွက်ကြောင့်မလို့ဒီကိုယ့်ရဲ့ကုန်ကြစရိတ်တွေကို ဝင်ငွေကနေနှုတ်ယူလို့ရပါတယ်ဥပမာနှုတ်ယူလို့ရတဲ့ကုန်ကြစရိတ်တွေကဘလို့ကူညီနိုင်မလဲကိုက ABN နဲ့တနစ်ကို2500ရောင်ရတယ်ဆိုပါစို့ ဒေါ်လာ2000ကတော့ကိုကတစ်နှစ်လုံးမှာအဲ့ဒါတွေကိုသုံးဆွဲခဲ့တယ်။ဥပမာကိုရဲ့ ABN နဲ့တစ်နှစ်ကိုဒေါ်လာ2000ငွေဝင်ငွေရှိတယ်ဆိုပါစို့။ဒါပေမဲ့ကိုကတစ်နှစ်လုံးမှာသုံးဆွဲခဲ့တဲ့ဟာတွေက laptop တစ်လုံးဝယ်တာကဒေါ်လာ1200 software အတွက်ကိုဒေါ်လာ300ခရီးသွားတဲ့ဈေးကဒေါ်လာ600ဖုန်းနဲ့အင်တာနက်အတွက်ကဒေါ်လာ400ပစ္စည်းကရိယာတွေအတွက်ကဒေါ်လာ200အဲ့ဒါတွေကိုနှုတ်ယူလို့ရတဲ့စွတ်စွတ်ပေါင်းကုန်ကျစရိတ်က ဒေါ်လာ2900ထားပါတော့အဲ့ဒါဆိုရင်သိရဲ့အခွန်စီချက်ခံဝင်ငွေက12300ဖြစ်တော့ပါတယ်ပထမ18200ကဝင်ငွေဝင်ငွေကင်းလွတ်ခွင့်ရှိတယ်အဲ့ဒါဆိုရင်သင်က4100ပေါ်မှာပဲအခွန်ပေးရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်အရန်ကိုနှဲတော့ပါတယ်အဲ့ဒါကြောင့်မလို့ဒီစီးပွားရေးလောက်တာကကိုယ့်ရဲ့ဝင်ငွေကို ပို့ပြီးတော့မှအာထိန်းထားနိုင်ပြီးတော့မှကုညီနိုင်ပါတယ်အခုဩစတြေးလျမှာ ကျောင်းကျတဲ့အခါမှာကုန်ကျစရိတ်ကိုပြောပြပေးပါမယ်။ဩစတြေးလျမှာဒီပညာသင်ယူတာကရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။ကျူရှင်ကကပုံမှန်အဖြစ်ဘွဲ့ချိုအတွက်ဆိုရင်တစ်နှစ်ကိုဒေါ်လာ2800ကနေ4000က4000ခွဲဘာသာရေးပုံမှန်မူတည်ပြီးတော့မှကွာပါတယ်။ဘွဲ့လွန်မဟာဘွဲ့ဆိုလို့ရှိရင်တစ်နှစ်ကို3000ကနေဒေါ်လာ5200နေထိုင်စရိတ်ကတစ်လကို2000ကနေ2300ဝန်းကျင်ရှိပါတယ်။ ။ဩစတြေးလျအစိုးရကတနစ်ကိုဒေါ်လာ2930ခန့်ကို နေထိုင်စေအထောက်ထားဖြင့်ပြသဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့ဝင်ငွေနဲ့အခွင့်အခွင့်အခြေအနေကိုသိရှိထားတာကသင်ရဲ့လက်တွေ့ကျကျစီစဉ်နိုင်အောင်ကူညီပေးနိုင်ပါတယ်။ဒီတော့ကိုကဩစတြေးလျကိုလာဖို့အစီအစဉ်ရှိတယ်။ဒါမှမဟုတ်ရောက်နေပြီသားဆိုလို့ရှိရင်ဒီချက်တွေကိုမှတ်ထားဖို့လိုပါတယ်။အချိန်မိုင်းအလုပ်တွေ တစ်ခုတည်းကိုမိခိုးနေစရာမလိုပဲနဲ့ကိုယ့်ရဲ့အတွေးခေါ်ကိုစီးပွားရေးသမားဘက်ကိုပြောင်းလိုက်တဲ့အခါမှာအချိန်လွတ်လပ်ခွင့်ကျွမ်းကျင်မှုတွေနဲ့ငွေချေးလွတ်လပ်ခွင့်တွေကိုရရှိမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ကျွမ်းကျင်မှုတစ်ခုနဲ့စလိုက်ပါ။ customer တစ်ယောက်နဲ့စလိုက်ပါ။ပြီးတော့တစင်မီတစင်ကြီးထွားလောင်အောင်လုပ်ကြပါ။ freelancing အခွန်နှုတ်ယူလို့ရတဲ့ကုန်ကျစရိတ်တွေ ABN ကိုဘယ်လိုမှတ်ပုံတင်ရမလဲဆိုတာတွေအကြောင်းကို အသေးစိတ်ဗီဒီယိုတွေလိုချင်တယ်ဆိုလို့ရှိရင် အောက်က comment မှာရေးပေးခဲ့ပါနောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်